ကွေးတိုင်းငဖဲမြို့နယ်ဗရန်တက်နယ်ရှိစစ်ကောင်မရှင်ရဲ့နေကန်လီချောင်းရံကာကွယ်တက်စခန်းကုန်းကိုအေအေနဲ့မဟာမိတ်တပ်တွေကသိမ်းပိုက်ရရှိပြီးဖြစ်တယ်လို့သိရပါဗျ။စစ်ကောင်မရှင်ရဲ့နေကန်ပြူအောင်ကုန်းကိုကိုလနီးပါးကြတိုက်ခိုက်ပြီးတဲ့နောက်အော်တိုဘာလ14ရက်နေ့မှာအလုံးစုံသိမ်းပိုက်နိုင်ခဲ့တာဖြစ်တယ်လို့သတင်းရင်းမြစ်စီကသိရပါဗျ။စခန်းကထွက်ပြေးတဲ့တပ်သားတွေကိုဖမ်းမိထားတာရှိတယ်။အချို့ကျတော့လက်နက်ချတာပေါ့။အသေးစိတ်ကိုထုတ်ပြန်ပါလိမ့်မယ်။ ဒီနေ့ညနေမှာအလုံးစုံသိမ်းလို့ရတာပါလို့သတင်းရင်းမြစ်က ER Times ကိုပြောပါရယ်။နိုင်ငံစခန်းကစစ်ကောင်မရှင်တပ်ဖွဲ့ဝင်ချို့ဟာဟာဝေဇာမြောက်တွေနဲ့စစ်ဖက်သုံးဆက်တွေကိုပါတည်ယူထွက်ပြေးချပြီးနောက်စခန်းနီးထိအေအေတပ်တွေချင်းကပ်သိမ်းပိုင်းမှုတွေပြုလုပ်ခဲ့တာပါ။စီအန်နန်တွေကနိုင်ငံကိုမတက်နိုင်ရင် ကပါစ14ကောက်ဝေးပစ္စည်းစက်ရုံကိုအဓိကကောက်ဝေးဖို့ဖြစ်နိုင်တယ်။နိုင်ငံကတော့ဘလို့မှနှုတ်မရတဲ့အနေထားနဲ့ပိတ်ဆို့ထားပြီးသွားပါပြီ ဒီဝါကုန်းနဲ့ခံပစ်နေတဲ့ဖွဲ့ရိကြံနေသေးတယ်လို့လည်းသိရပါတယ်လို့အော်တိုဘလ73ရက်နေ့ကစီးရဲတရင်ရင်မြစ်က ARD Times ကိုပြောပါရယ်။နေကန်ဗျူဝါကစစ်ကောင်စီတပ်ဖွဲ့ဝင်ချို့ထွက်ပြေးသွားပြီးလေချောင်းကနေလည်းနေကန်ဗျူဝါကုန်းနဲ့အနီးတစ်ဝိုက်ကိုပြန်လည်ကျဲချတိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါရယ်။ပြီးခဲ့တဲ့အော်တိုဘလ10ရက်နေ့ကစကန်းသိန်းစီးခံရတယ်လို့သတင်းတွေထွက်ပေါ်ပြီးနောက်စစ်ကောင်မရှင်ကမကွေးဘက်ကနေအရက်3ရှင်တွေပါအင်အားအပြည့်စစ်ရင်နှန်းတွေကို မဆာခ935တွင်ကို ပို့ဆောင်ခဲ့ပါတယ်။စည်ရင်နှန်းတွေကအားပြည့်ပါစစ်တုံးကကြီးစက်တစည်းဟာပြင်းဝစစ်စေးဂိတ်နာထိရောက်ရှိနေပြီဖြစ်တယ်လို့လည်းသိရပါတယ်။ဒါ့အပြင်နေကံဖြူဟာကုန်းတစ်ခုလုံးအလုံးစုံပိတ်ဆို့ထိန်းချုပ်ခံရပြီးနောက်စက်သွေးလမ်းကြောင်းတွေပါပြတ်တောက်သွားပြီးပြင်းဝစစ်စေးဂိတ်ထိစစ်ကောမရှင်ရဲ့အားရှိပိုင်းတွေ ရောက်လာပြီးညွန်ကြားမှုတွေပေးနေတယ်လို့သိရှိရပါတယ်။မြန်မာနိုင်ငံရဲ့စပကြီလို့တင်စားခေါ်ရတဲ့ အေရီတိုင်းဖျာပုံခရိုင်ဖျာပုံမြို့နယ်တွင်ရှိတောင်သူတွေကိုစစ်ကောင်မရှင်ကမိသားစုဝင်ငွေတိုးစေဖို့လို့ဆိုပြီးကော်ဖီသီးနှံကိုစီမံကိန်းနဲ့ဧကတရာကျော်စိုက်ပျိုးခိုင်းတယ်လို့သိရပါဗျ။ဖျာပုံမြို့နယ်တရိတ်ကြီးကျေးရွာဥစုမဲညိုကျေးရွာဝင်းမတ်456ဥပိုင်မတ်25မြင်းဆောင်9ရှိတောင်သူဦးမျိုးမြင့်ရဲ့ဥယျာဉ်ချမ်းမြေမှာ အော်တိုဝါ73ရက်နေ့ကစလို့ကော်ဖီသီးနှံစတင်စိုက်ပျိုးတာပါ။ဖျာပုံမြို့နယ်မှာမိသားစုဝင်ငွေတိုးပွားစေရေး သီးနှံစွာတိုးတက်မြင့်မားလာစေဖို့အတွက် Coffee Bean ဆိုင်ကတရားဧကဆိုင်ပြိုးကိုရာထားက Coffee ပြိုးပင်4350ပြိုးထောင်ထားရှိပြီးကျေးရွာအုပ်စု23စုမှဆိုင်ပြိုးပေးသွားမှာဖြစ်တယ်လို့စစ်ကောမရှင်လောက်ခံမြို့နယ်ဆိုင်ပြိုးရေးဦးစီးဌာနစီကသိရပါတယ်။အယောက်ရီတိုင်းဆိုတာစပားအများဆုံးဆိုင်ပြိုးတဲ့နေရာပဲအဲ့ဒါကိုဖျားမုံမှာ Coffee Bean ဆိုင်မယ်ဆိုတော့အောင်မြင်မလားပထမဆုံးစိန်ခေါ်ချက်ကဈေးကွက်ပါ မြေပြတ်မှာဆိုင်လို့ရတဲ့ Robusta အမျိုးအစားတွေရှိပေမဲ့ဈေးကွက်မှာကရေသွင်းမြင့်ပြီးဈေးကောင်းရတဲ့ Arabian ကိုပဲတောက်တာများတယ်။ Robusta ကဈေးကွက်လိုအပ်ချက်နည်းပါတယ်လို့ Coffee ထုတ်လုပ်သူတူက ARD Times ကိုပြောပါရယ်။ Coffee Bean တွေဟာရေဝတ်တာနဲ့ရေငန်ဝင်ရောက်တာတွေကိုလုံးဝမနှစ်သက်ပေမဲ့ကျားပေါ်မှာရာသီဥတုပြောင်းလဲမှုကြောင့်ရေငန်ဝင်ရောက်မှုနဲ့ရေဝတ်မှုအန္တရာယ်မြင့်မားနေတယ်လို့သိရပါရယ်။ဒီလိုရေငန်နဲ့ရေဝတ်တဲ့ဒေသမှာကော်ဖီကိုစီမံကိန်းနဲ့ ။အင်အားသုံးစိုက်ပျိုးခိုင်းတာဟာအောင်မြင်ဖို့နားလာလွန်နေပါပါရဲ့။အဲ့ဒီအစားစပဇီဒေတာရဲ့အဓိကရင်းမြစ်ဖြစ်တဲ့စဘာကိုသာကောင်းကောင်းစိုက်ပျိုးထုတ်လုပ်ဖို့လိုအပ်ပါတယ်လို့တောင်သူတူက Eori Times ကိုပြောပါရဲ့။နေ့ရှိသီးပင်တွေကြားမှာကော်ဖီထည့်သွင်းစိုက်ပျိုးတာနဲ့မြေတယူနစ်ဧကတိုးတက်ကမြမကော်ဖီကပ္ပဈေးကွက်ကိုထိုးဖောက်နိုင်စေဖို့ရည်ရွယ်ပြီးကော်ဖီပြိုးပင်တွေပြည့်တာနဲ့စူပေါင်းစိုက်ပျိုးတာဖြစ်တယ်လို့စစ်ကော်မရှင်လောက်ခံစိုက်ပျိုးဦးစီးဌာနစီကသိရပါဗျ မြန်မာနိုင်ငံကကော်ဖီတွေကိုတရုတ်၊ထိုင်း၊အမေရိကန်၊နယ်သာလန်၊ဩစတြေးလျ၊ဂျပန်၊ပြင်သစ်၊ဂျာမနီ၊ဘယ်ဂျီယံ၊ဆွစ်ဇာလန်နိုင်ငံတွေကို တင်ပို့နေပြီး2023-24ဘဏ္ဍာနှစ်နဲ့2024-25ဘဏ္ဍာနှစ်တို့မှာကော်ဖီတန်ချိန်2000နီးပါးလောက်ကြီးပွားတင်ပို့နိုင်တယ်လို့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဝန်ကြီးဌာနစီကသိရပါဗျ။မြန်မာနိုင်ငံမှာကိုမြူကော်ဖီမျိုးတွေကိုရှမ်းပြည်နယ်ရှေ့ပိုင်းတောင်ပိုင်းနဲ့မြောက်ပိုင်းဒေသတွေ ချင်းပြည်နယ်ကချင်ပြည်နယ်ကယားပြည်နယ်နဲ့မန္တလေးတိုင်းဒေသကြီးကမိုးကုတ်နဲ့ပြုံးလွင်မကွေးတိုင်းနောင်ချမ်းရှိနေကန်တောင်နှန်းစတဲ့ဒေသတွေမှာစိုက်ပျိုးမှုတွေများပြီးရင်းနှီးကော်ဖီမျိုးတွေကိုတော့ပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့အေရော်ရီတိုင်းဒေသကြီးတို့မှာစိုက်ပျိုးကြတယ်လို့စိုက်ပျိုးဦးစီးဌာနစီကသိရပါဗျ ။စီကောင်မရှင်ကအတန်းမျိုးသားလူမျိုးရေးတက်မတော် TNL သိမ်းပိုက်ထိန်းချုပ်ထားတဲ့တီဘုံမျိုးကိုပြန်လည်ရယူဖို့ထိုးစစ်ဆင်လာရာမျိုးနီးနာထိရောက်ရှိလာပြီဖြစ်တယ်လို့သိရပါရယ်။စီကောင်မရှင်တက်ဟာကြောင်မဲမျိုးကိုထိုးစစ်ဆင်ပြီးတဲ့နောက်တီဘုံမျိုးကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်လာရာအောက်တိုဘာ23ရက်ကဘောဂျိုကိုပြန်လည်သိမ်းပိုက်ရရှိပြီးနာခဲရွာနာတီရောက်ရှိကတီဘောမြို့နီးတီရောက်ရှိလာပြီဖြစ်တယ်လို့ဧသာကန်တွင်စီကသိရှိရပါရယ် ဇေရီပထိုးနဲ့ရှင်းအောင်မွေနှစ်တွေထိခိုက်ပျက်စီးမှဆိုးလို့ဘော်ဂျိုကဆရာတော်နဲ့မြို့ကန်တွေရဲ့မေတ္တာရက်ခံမှုကြောင့် TNL တပ်ဖွဲ့တွေကစုခွာပေးခဲ့တာတိုက်ပွဲမဖြစ်ပဲဘော်ဂျိုကိုစစ်တပ်ကရလိုက်တာအခုမျိုးနီးကိုရောက်နေပြီလို့မြို့ကန်တို့က ERI Times ကိုပြောပါရယ်မနေ့ကအော်တိုဘာလ14ရက်နေ့ညနေပိုင်းချိန်မှာစစ်ကောမရှင်တပ်ကလေကြောင်းကနေ တီဘောမြို့နီးကနားလွယ်နန်ငူးနယ်ခါလိန်မန်ဟဲစတဲ့ကျေးရွာတွေကိုဘုံကျဲတန်းခိုက်ခဲ့တယ်လို့သတင်းရင်းမြစ်တွေစီကသိရှိရပါတယ်။လက်ရှိမှာစစ်ကောင်မရှင်တပ်ဟာတီဘောမြို့တွင်ဝင်ရောက်နိုင်ဖို့လေကြောင်းပြင် drone နေနဲ့နေ့စဉ်ဘုံကျဲတိုက်ခိုက်နေပြီးတရနယ်လီထိန်းချုပ်ထားတဲ့မြို့တွေကိုလေကြောင်းက နေ့စဉ်တိုက်ခိုက်နေပါတယ်။ တိဘောမြို့ကန်တွေနဲ့မြို့နီးနားကခြေရွာတွေကဒေသကန်တွေဟာတိုက်ပွဲလွတ်ရာနေရာတွေကိုတင်းရှောင်နေကြပြီးစစ်ကောမရှင်တပ်တွေဝင်ရောက်လာပါက၎င်းတို့ရဲ့နေအိမ်တွေကိုချိတ်ပိတ်သိမ်းယူရာနဲ့ဖောက်ထွင်းယူဆောင်မှုတွေပြုလုပ်မှာကိုစိုးရိမ်နေကြတယ်လို့ဒေသကန်တွေကဆိုပါတယ်။အနောက်တောင်မိုးတုံလေးဟာအခုတစ်ပတ်အောက်တိုဘာ15ရက်ကနေ20ရက်နေ့အတွင်းမြန်မာနိုင်ငံတောင်ပိုင်းဒေသကနေစုခွာနိုင်တယ်လို့စစ်ကောမရှင်လောက်ရှိ မိုးလေဝသနဲ့ဇလဗေဒါညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ပါရယ်အနောက်တောင်မိုးတုံလေးဟာအောက်တိုဘာ17ရက်ကနေ14ရက်အတွင်းမြဝကျုံးမော်ဒေသတွေကဆုတ်ခွာသွားပြီးဖြစ်ပါရယ်ဒါပေမဲ့ဘင်္ဂလားပင်လယ်ော်မှာတော့ဒေဗီယာနဲ့ရုံဝန်တစ်ကြိမ်ဖြစ်ပေါ်နိုင်တယ်လို့သတိပေးထားပါရယ်နောက်တောင်မိုးတုံလေးဟာကပလီပင်လယ်ပင်နဲ့ဘင်္ဂလားပင်လယ်ော်တို့မှာအားနည်းငယ်ရှိနိုင်တာကြောင့်ဂျန်ကုန်တိုင်းပဲခူးတိုင်း အေအော်ရီတိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့မှာရွာသွန်းမြဲထက်ပိုနိုင်တယ်လို့ထုတ်ပြန်ထားပါတယ်။ဒါ့အပြင် မကွေးတိုင်း၊စကိုင်းတိုင်းနဲ့ကချင်ပြည်နယ်တို့မှာရွာသွန်းမြဲအောက်ယိုနေနိုင်ပြီးရေပြည်တော်မန္တလေးတိုင်းတနင်္သာရီတိုင်းတရင်ပြည်နယ်ချင်းပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာ ရွာသွန်းမြဲလမိုးထစ်ချုံရွာနိုင်တယ်လို့သတိပေးထားပါတယ်။မြန်မာစစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေဆင်လွတ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကိုဖိတ်ကြားချက်နဲ့ပတ်သက်လို့အာဆီယံဖွဲ့ဝင်နိုင်ငံတွေကစုပေါင်းပြီးအဖွဲ့ရဲ့ယက်တီချက်ကိုဆုံးဖြတ်မယ်လို့သိရပါဗယ်။ဘယ်တိုင်းကီကမှအဲ့ဒီကိစ္စကိုလွတ်လပ်စွာ ဆုံးဖြတ်မှာမဟုတ်ဘူးလို့မလေးရှားနိုင်ငံရဲ့ဝန်ကြီးမိုဟာမက်ဟဆန်ကပြောပါဗယ်။ကျွန်တော်တို့တစ်ဖက်သက်မဆုံးဖြတ်ပါဘူး။ဒါဟာအာဆီယံဖွဲ့ဖြစ်ပါတယ်လို့၎င်းကပြောပါဗယ်။အဲ့ဒီကိစ္စကိုအာဆီယံနိုင်ငံရဲ့ဝန်ကြီးများအစည်းအဝေးမှာစုပေါင်းပြီးဆုံးဖြတ်မယ်လို့သူကဆိုပါတယ်။ ာဆီယံဘွဲ့ဟာမြန်မာစစ်ကောင်ရှင်ရဲ့ရွေးကောက်ပွဲကိုလေးလာစောင့်ကြည့်သူတွေဆေလွတ်ဖွယ်မရှိဘူးလို့မိုဟာမက်ဟဆန်ကပြောပါရယ်မလေးရှားနိုင်ငံကလာမယ့်မြန်မာရွေးကောက်ပွဲကိုလေးလာစောင့်ကြည့်သူကိုစလေဘွဲ့ဆေလွတ်မှာလားလို့မေးမြန်းချိန်မှာ၎င်းကအခုလိုမှတ်ချက်ပြုခဲ့တာပါမြန်မာစစ်ကောင်စီကရွေးကောက်ပွဲကိုတရားမျှတမှုလွတ်လပ်မှုပွင့်လင်းမြင့်သာမှုနဲ့အများယုံကြည်လက်ခံမှုရှိရှိကျင်းပရမယ်လို့မိုဟာမက်ဟဆန်ကအောက်တိုဘာ9ရက်မှာပြောကြားခဲ့ပါတယ် ရွေးကောက်ပွဲမှာနိုင်ငံရေးပါတီအားလုံးနဲ့သက်ဆိုင်သူတွေပါဝင်ဖို့လိုအပ်တယ်လို့ပြီးခဲ့တဲ့အပတ်နေပြည်တော်ခီးစဉ်တွင်အရိယတ္တိချက်ကို၎င်းကပြောကြားခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိထယ်ကျုပ်စေယုံတစ်ခုမှာမိလောင်မှုတစ်ခုဖြစ်ပွားခဲ့လို့လူဆက်ချဦးထက်မနဲ့တေဆုံးခဲ့ပြီးတေဆုံးသူရေအတွက်တိုးလာနိုင်တယ်လို့တာဝန်ရှိသူတွေကသတိပေးပါတယ်။ အလောင်း16လောင်းကိုတွေ့ရှိခဲ့ပေမဲ့အလောင်းတွေဟာမမှတ်မိနိုင်လောက်အောင်မီးလောင်သွားခဲ့တယ်လို့မိသက်ဌာနကပြောပါရယ်။မနေ့ကနေ့လယ်ပိုင်းကအထယ်ကျုပ်ဆက်ယုံပြင်ပတ်မှာမီးလောင်ကျွမ်းခဲ့လို့၃နိုင်ကြာနှိမ့်သက်ခဲ့ပေမဲ့ဓာတုကုံလောင်ယုံမှာဆက်လက်ပြီးမီးလောင်ခဲ့တာလို့အာနာပိုင်တွေကပြောပါရယ်။ရောရဲတဲ့ဘေးကင်းလုံခြုံရေးစံငိန်စံညွန့်တွေညံ့ဖျင်းတဲ့အခြေခံဆောင်းတွေကြောင့်လူနေတိတ်သေးတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာမီးလောင်ကျွမ်းမှုတွေမကြာခဏဖြစ်ပွားခဲ့ပါရယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းဘင်္ဂလားဒေ့ရှ်နိုင်ငံမှာမီးလောင်ကျွမ်းမှုတွေကြောင့်ယာနဲ့ချီတဲ့လူတွေတိတ်ဆုံးခဲ့ပါတယ်။အဆောင်နှလုံးမှာဘဲအဆောင်ကအရင်မီးလောင်ခဲ့တယ်ဆိုတာကိုမိသက်ဌာနတာဝန်ရှိသူတွေကမဖော်ထုတ်နိုင်သေးပါဘူး။မျက်မြင်တွေရဲ့ပြောကြားချက်အရဒါရုကုံလောင်ယုံမှာချွတ်ဆေးအမှုန်တွေပလတ်စတစ်နဲ့ဟိုက်ဒရိုဂျင်ပါအောက်ဆိုက်တွေတူလောင်ထားတယ်လို့သိရပါတယ်။တိတ်ဆုံးသူတွေဟာအစိတ်အောက်ဓာတ်ငွေတွေရှူရှိုင်းမိလို့ရုတ်တရက်တိတ်ဆုံးခဲ့တာလို့ မိသက်ဌာနကညွှန်ကြားမှုမဝမက်ဂျူးကဒေသနွတ်မီဒီယာတွေကိုပြောပါရယ်ရဲတပ်ဖွဲ့နဲ့စစ်ဘက်အရာရှိတွေဟာအထက်ကျုပ်စက်ယုံနဲ့ကုံလောင်ယုံပိုင်ရှင်တွေဘသူဘဝဆိုတာဖော်ထုတ်ဖို့စူးစမ်းနေစေလို့၎င်းကသတင်းတောက်တွေကိုပြောပါရယ်ကုံလောင်ယုံကိုတရားဝင်လုတ်ကင်တာဟုတ်မဟုတ်စုံစမ်းစစ်ဆေးမှုတရက်လုံးဆောင်နေတယ်လို့၎င်းကဆက်ပြောပါရယ်2021ခုနှစ်ကအပြော်ရမကစက်ယုံတို့ကမှမိလောင်မှုကြောင့်လူ52ဦးသေဆုံးက20ဦးဒဏ်ရာရရှိခဲ့ပြီး 2019ခုနှစ်မှာဒါကာမြို့တော်ရှိမင်္ဂလာဆောင်ပွဲတစ်ခုမှာမိလာမှုကြောင့်လူ98ဦးသေဆုံးခဲ့ပါတယ်။2023ခုနှစ်မှာရှစ်ထက်အဆောင်တလုံးပြိုကျလို့လူ1100ကျော်သေဆုံးခဲ့လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာလူအသေးပြောက်အများဆုံးဖြစ်စဉ်တစ်ခုဖြစ်လာခဲ့ပါတယ်။